ျွန်တော်တို့ဒီနေ့ကစပြီးတော့မှဒီတစ်ခုကိုသာရွေးချယ်မယ်ဆိုလို့ရှိရင်2025ခုနှစ်ကလည်းကိုယ့်ရဲ့နှစ်ဖြစ်လိမ့်မယ်နောက်ထပ်2026ခုနှစ်ကလည်းကိုယ့်ဘဝကိုပြောင်းလဲပေးတဲ့နှစ်တစ်နှစ်ဖြစ်ပါလိမ့်မယ်။ဒါကျွန်တော်အခုဆိုလို့ရှိရင်ဒါနှစ်ကုန်တော့မယ်။ နော်အဲ့တော့ဘာလို့လို့ねကျွန်တော်တို့အသက်ကြီးကြီးတော့မယ်နော်အဲ့တော့2025ဟလာအောက်တိုဘာကုန်ပြီကျွန်တော်တို့ကဟလာနိုဝင်ဘာဒီဇင်ဘာပြီးရင်ကျွန်တော်တို့က2026ရောက်ပြန်ပြီနော်အဲ့တော့ကျွန်တော်စောင့်နေတဲ့နှစ်သစ်ပေါ့အဲ့တော့ကျွန်တော်တို့ကဘာကိုရွေးချယ်ရမှာလဲဘဝမှာနော်အောင်မြင်မှုတွေရခြင်းနဲ့ကြီးပွားထုတ်တက်ချမ်းသာမှုတွေရခြင်းနဲ့နော်နှစ်တစ်နှစ်ကကိုယ့်ရဲ့နှစ်ဖြစ်ဖို့ဆိုလို့ရှိရင်တော့ရွေးချယ်ရမယ့်အရာတစ်ခုရှိတယ်နော်ကျွန်တော်အဲ့ဒီအရာလေးကျွန်တော်ပြဝင်ပြီးမယ်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်ကျွန်တော်တို့မှာအချိန်တိုင်းအချိန်တိုင်းမှာ နှစ်ခုတည်းကတစ်ခုကိုကျွန်တော်တို့ရွေးချယ်မှုလုပ်နေရတယ်เนาะနှစ်ခုတည်းကတစ်ခုเนาะအဲ့တော့တစ်ခုဒီပါလဲဆိုတော့ကျွန်တော်တို့ကတက်တောင်းတက်တာရှိတာဇိမ်ကြတာဘာ risk မှယူစရာမလိုတော့ဘာအနေရမှမရှိတာအဲ့တော့ဒါကကျွန်တော်တို့ရွေးချယ်မှုတစ်ခုအဲ့တော့နောက်ထပ်ရွေးချယ်မှုတစ်ခုကတော့ကျွန်တော်တို့ပါလဲဆိုတော့တက်တောင်းတက်တာမရှိတာเนาะ risk တွေเนาะဆုံးရှုံးမှုတွေများနိုင်တာเนาะအခက်အခဲတွေရှိတာ နော်အဲ့တော့အဲ့ဒီနှစ်ခုတည်းကတစ်ခုကိုကျွန်တော်တို့ကအမြဲတမ်းရွေးချယ်နေရတယ်နော်အခုတောင်မှဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီနော်နှစ်ခုကိုရွေးရတယ်ငါဆရာညံရဲ့ဗီဒီယိုကိုဘဝအတွက်အရေးကြီးတဲ့ဗီဒီယိုကိုကြည့်လိုက်ရမလားဒါမှမဟုတ်ဟိုဘက်က entertainment နော်စိန်ကြတဲ့အရာတစ်ခုကိုလှမ်းကြည့်လိုက်ရမလားဆိုပြီးတော့မှကျွန်တော်တို့ရွေးချယ်ရတယ် အဲ့တော့တေချာတာတစ်ခုကခုနကပြောတဲ့တက်တောင်းတက်တာရှိတဲ့နေရာဈေးကြတဲ့နေရာဘာမှစူးစမ်းစရာမလိုတဲ့နေရာဘာ risk မှမရှိတဲ့နေရာမှာကျွန်တော်တို့ဘာအကျိုးအမြတ်ဘာအောင်မြင်မှုမှမရှိနိုင်ပါဘူးเนาะဒါပေမဲ့ကျွန်တော်တို့က risk တွေရှိတဲ့เนาะအဲ့တော့ risk တွေရှိတဲ့နေရာအခက်အခဲတွေရှိတဲ့နေရာ စိန်ခေါ်မှုတွေရှိတဲ့နေရာ အဲ့ဒီနေရာမှာကျွန်တော်တို့ကအောင်မြင်မှုတွေကျွန်တော်တို့ရှိပါတယ်เนาะလူအထင်သာကအောင်မြင်မှုတွေရတဲ့ချမ်းသာကျွယ်ဝမှုတွေဆိုတာကเนาะအာပညာတွေတက်လို့နော်ရုပ်ရည်တွေချောလို့အဥ္စာပစ္စည်းတွေရှိလို့เนาะအာအပေါင်းအသင်းကောင်းတွေရှိလို့ network ကောင်းတွေရှိလို့ဒါမျိုးကျွန်တော်တို့ထင်ကြတယ်ဒါနဲ့ကျွန်တော်တို့ဒစိတ်တေတာမှန်ပါတယ်သို့တော့ခုနပြောတဲ့ကျွန်တော်ပြောတဲ့ရွေးချယ်မှုပါ choice ပါเนาะအဲ့တော့ကိုကဟဲ့လားပို့ပြီးတော့မှဝင်ဝင်ကောင်းတဲ့ နော်အဲ့တော့အဝင်ဝင်ကောင်းတာကိုလိုချင်တာလားပို့ပြီးတော့မှခန္ဓာကိုယ်ကကျန်းမာရေးကောင်းတဲ့ခန္ဓာကိုယ်လိုချင်တာလားကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ကောင်းကောင်းထိန်းချုပ်ချင်တာလားနော်ကောင်းကောင်းကိုယ့်ဘဝကိုကိုယ်ကိုယ်တိုင်တည်ဆောက်ချင်တာလားအဲ့ဒါဆိုလို့ရှိရင်တော့တေချာတဲ့ရွေးချယ်တစ်ခုကိုပြောရွေးချယ်မှုတစ်ခုကိုပြောပါဆိုလို့ရှိရင်တော့နံပါတ်1ရွေးချယ်မှုကိုကျွန်တော်က ဦးစားပေးပါတယ်เนาะအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းရွေးချယ်မှုတွေလုပ်ရတာပဲเนาะအဲ့တော့မနက်ခင်းမှာเนาะအိယာထားတဲ့ချိန်မှာเนาะအိယာအိယာတဲမှာပေါ့เนาะအဲ့တော့ဒီတိုင်းတက်တောင်းတက်တာဈေးရှိရှိလေးဆက်အိတ်လိုက်မလားเนาะရွေးချယ်မှုเนาะအဲ့လိုမှမဟုတ်ဘဲနဲ့အိယာတွေကနေထထပြီးတော့မှတခါတည်းဂျင်အင်ဂျီတွေဝို့နော်ဖက်နက်တွေစီးပြီးတော့မှဂျင်မိုကားနဲ့အပြေမောမှုဟိုမှာချွေးတွေတန်းနေနဲ့လောရတာကိုရွေးချယ်မလားကျွန်တော်လည်းရွေးချယ်ရတာပဲ ဲ့တော့သေချာတယ်ခေါတာပြောတယ်ဇိန်နဲ့အိတ်နေတဲ့အထဲမှာတော့ဘာမှကို့အတွက်ကောင်းတာရှိမှာမဟုတ်တမိုးရှိတာရှိမှာမဟုတ်အေးတော့ဝါမှာပေါ့နော်ဒါပေမဲ့ဂျင်းကိုပြေးသွားခြင်းအပြင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ်ကိုယ်တိုင် transform လုပ်နိုင်မယ်ကျန်းမာရေးကောင်းလာမယ် အဲ့ဒီလိုပဲကိုကစီဝါရေးသမားတယောက်ဆိုလို့ရှိရင်လည်းစဉ်းစားကြည့်။နောက်အဲ့တော့ဒီတိုင်းလေးပဲရှိတဲ့ဟာလေးတွေရောင်းနေကြဟာလေးတွေပဲရောင်းမယ်။သွားနေကြပုံစံလေးတွေပဲသွားမယ်။ဒါကရွေးချယ်မှုတစ်ခု။အဲ့လိုမဟုတ်ဘူး။အစ်စ်အစ်စ်တော့ product တွေထုတ်မယ်။ innovation တွေလုပ်မယ်။မတူတဲ့ marketing strategy တွေသွားမယ်။မတူတဲ့ income stream တွေနော်ဝင်ငွေရပေါက်ရလန်းတွေဖန်တီးမယ်ဆိုလို့ရှိရင်တော့သိကြတယ်။ခုနကဒုတိယနော်ဒုတိယရွေးချယ်မှုဒီကိုယ့်ရဲ့စီဝါရေးကိုနောက်တစ်ဆင့်၊နှစ်ဆင့်၊သုံးဆင့်တက်ပြီးတော့မပေါ်ပါ အောင်မြင်မှုတွေစီးပွားရေးထဲမှာအောင်မြင်မှုတွေကျွန်တော်ရပါနိုင်မယ်။ဒါကြောင့်မို့လို့ကျွန်တော်ကတော့ဒီဗီဒီယိုကြည့်နေတဲ့ကျောင်းလူငယ်တွေမိတ်ဆွေတွေ2026ကကိုယ့်ရဲ့နှစ်ဖြစ်ဖို့2026ကကိုယ့်ဘဝအောင်မြင်ဖို့ပြောင်းလဲဖို့ဆိုလို့ရှင်တော့ကျွန်တော်ပြောတဲ့ရွေးချယ်မှုတစ်ခုပဲလို့ပါတိုးတက်ကြီးထွားခြင်းစိတ်မကြခြင်းတက်တောင့်တတာမရှိခြင်းဆိုတဲ့ရွေးချယ်မှုကိုပဲလုပ်ပါနော်အဲ့ဒီကြောင်းတွေကနေပြီးတော့မှစဉ်းစားစရာတစ်ခုရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ကိုတို့ဘာရလိုက်တယ်ဆိုတော့ comment မှာချက်လောက်ရေးလို့ရရေးပေးပါအောင်အနည်းဆုံးတော့ comment မှာ yes လို့ရေးပေးပါအောင်ဒါမှသာလင်းကျွန်တော်နေ့တိုင်းတတော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်မမောနိုင်မပန်းနိုင်အခုလိုမျိုးဗီဒီယိုတွေကျွန်တော်ဖန်တီးနိုင်မှာဖြစ်ပါတယ်နောက်ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတော့ဒီကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုကြံလေးအောင်ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ